Merry Christmas ပါစပမီဘာတို့ရေအားလုံးပဲမင်္ဂလာပါပြန်ပြီးတော့တွေ့ဆုံရတဲ့အကြောင်းဝမ်းသာတယ်။တော့မိမိဖြစ်ရတဲ့ဘဝတွေတကယ်ကိုပြင်ပန်းပါတယ်မလွယ်ဘူးပေါ့နော်ရိုးရိုးအလုပ်လုပ်တဲ့မိခင်တွေတာမန်မိခင်ပေါ့နော်ပြီးတော့ကလေးတွေကိုပဲအိမ်မှာပြုစုပြောင်းထောင်ရတဲ့မိခင်အခုကတော့ဆက်ပြီးတော့မှပေါ့နော်အဲမင်းသမီးတယုတ်ဆောင် မိခင်ကိုဆက်လက်ပြီးတော့မှလူမှုမီဒီယာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသဘောထားလေးတွေကိုမေးမြန်းသွားဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါတော့မိဘများအားလုံးအထူးသဖြင့်မိခင်တွေပေါ့ပို့ပြီးတော့မှစိတ်နှစ်သက်မယ်လို့ယုံကြည်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့လည်းအားလုံးကိုဖိတ်ခေါ်ပါတယ်။ မင်္ဂလာပါညီမမင်္ဂလာပါမဟုတ်ပြီဆိုတော့ဒီတစ်ပတ်မှာဆက်ပြီးတော့ပေါ့နော်အမိတယောက်ဖြစ်ရတဲ့အရာကမလွယ်ဘူးပေါ့ဆိုတော့အဲ့ဒီဖြစ်ချင်းထဲမှာကိုကျင်လည်ရတဲ့အခါမှာသွားရတဲ့အခါမှာအထူးသဖြင့်ဒီလူမှုကွန်ရက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခံယူချက်လေးတွေကိုအမမေးသွားမယ်နော်ဟုတ်ကဲ့ပါအဲ့တော့ပထမအဦးဆုံးပေါ့တတလေးလေးရှိလာပြီဆိုတော့တတလေးရဲ့ပုံရိပ်တွေအထူးသဖြင့်ဗီဒီယိုဖိုင်လေးတွေပေါ့နော်အဲ့ဒီအရာလေးတွေကိုတင်ဖို့မတင်ဖို့ဆိုတာကကိုရဲ့တယောက်သေးပေါ့နော်ကိုရဲ့သဘော ောထားနဲ့သွားလို့ရလားဒါမှမဟုတ်မိသားစုဝင်ဖြစ်တဲ့အထူးသဖြင့်တော့ခင်မွန်းတယ်နဲ့ပေါ့နော်သူ့နဲ့သဘောထားချင်းတူညီဖို့တိုက်ဆိုင်ဖို့ယူရလားဘလို့ခံယူချက်တွေနဲ့ပေါ့နော်အဲ့ဒီအခြေအနေတွေကိုဖြတ်သန်းနေလေဟုတ်ကဲ့အမမိခေါ်ကလည်းနည်းနည်းနဲ့အပိုင်းကိုရောက်လာပြီအဲအဓိကဒီ social media နဲ့ပတ်သက်ပြီးတော့ကိုကလည်းဒီ influencer တယောက်လည်းဖြစ်နေတဲ့အခါကျတော့လေမျိုးသားနဲ့အရင်ညှိယူရတဲ့အပိုင်းတော့မရှိဘူး။ဒါဆိုတော့အဲဒီရဒီကိုဝင်စပြီးတော့စဆောင်ကလေးကဒီလို project engagement လေးလာတာပေါ့နော်။အဲ့ကလေးကဒီကိုဝင်နဲ့ပတ်သက်ပြီးတော့ရိုက်ပြရလေးရှိရပေါ့နော်။အဲ့လိုမျိုးဟိုကလေးမွေးတဲ့အချိန်မှာလဲဆေးရုံကလည်းကိုဒီ sponsor တွေပဲပေးတဲ့ခါကျတော့ဆေးရုံနဲ့လည်းရိုက်ရတဲ့အပိုင်းလေးရှိတဲ့ခါကျတော့အမျိုးသားကလည်းကြီးကြီးဖြူဖြူပဲအဲပေးရိုက်တယ်ပေါ့နော်။ ပြီးတော့သူမွေးပြီးွားရင်လည်းသူနဲ့ချိန်မဲ့ဒီ product လေးကလည်းရှိနေရပါတော့။မာ driver ကြော်ညာလေးတွေတို့အဲ့လိုမျိုးသူနဲ့ရိုက်မဲ့ဒီဟောပါဘိုက်စီလေးဆိုလည်းသူနဲ့ရိုက်ချင်တယ်အဲ့လိုမျိုးလေးပြောထားတဲ့ဟာကျတော့အမျိုးသားနဲ့ကအဲ့လိုမျိုးအရန်ကြီးဆရာမလို့ကိုယ့်အလုပ်ကလည်းဒီဟာဖြစ်နေရဲဆိုတဲ့အခါကျတော့ပေါ့နော်။ အဲသူကတော့ GDPU နဲ့ပဲအဆင်ပြေရဲ့အဲဒါပေမဲ့ TVD နောက်ပိုင်းမှာပြန်စဉ်းစားလိုက်တဲ့ခါကျတော့ဗောနော်အဲ sound အုပ်မှာဖတ်လိုက်ရတာဗောနော်ကလေးတွေကသူတို့ကြီးလာလို့ရှိရင်သူတို့ပုံနေဗောနော်သူတို့မသိဘဲနဲ့ငငယ်လေးကလေးကတင်လိုက်တဲ့ဟာတစ်ခုကသူတို့ကြီးလာကြန့်ခေါ်ကြိုက်ပါမလားဗောနော်အဲ့လိုမျိုးလေးဗောနော်အဲ့လေဖတ်မိရဲ့ခါကျတော့အေးဟုတ်တာပဲဗောနော်အဲကိုကရောဒီလိုမျိုးလေးသင်ချင်ပြသူတို့ကြီးလာလို့ရှိရင်ကြီးမမဒီပုံတွေကဟိုသူလည်းမသိရဘဲနဲ့တင်လိုက်ခြင်းအဖြစ် ဟိုဘယ်လိုပြောမလဲသူ့အတွက်အဆင်ပြေလားပေါ့နော်အဲ့ဒါလေးကိုဒီနောက်ပိုင်းမှာပြင်ဆင်စားလဲခါကျတော့သူအခုဒီနောက်ပိုင်းကျတော့သူနည်းနည်းလေးအဲ့လိုတိတက်ခါစားရွေးမှာဆိုသူ့ကိုကိုကခွန့်တောင်းတယ်ဟိုမှာအအရင်တော့တင်ထားတဲ့ဟာလေးလေသူ့ပြရတယ်ပေါ့နော်ဟိုတော့ဟိုတော်တော်များသိပြရကျတော့ vlog လေးလည်းရိုက်ဖြစ်တယ်ဒီ product product review လေးလည်းရိုက်ဖြစ်တဲ့ခါကျတော့အခုကျတော့သူ့ပြရတယ်မမဒါလေးဒါလေးတသားလို့ငငယ်တော့တသားရိုက်ထားရဟာ Facebook မှာတင်ထားတယ်လို့အဲ့လိုမျိုးဆိုသူ့ပြရတဲ့ခါကျတော့ သူကကြည့်တယ်ကြည့်ပြီးတော့ဒါမကြိုက်တာရှိရင်ပြောနော်မဖြတ်ပေးမယ်ဆို तू မကြိုက်တာ तू ပြောရဲအဲ့လိုမျိုးပါတော့အဲ့လိုမျိုးဆိုတော့ဒါတော့ဒါမကြိုက်ဘူးတဲ့အဲ့လိုမျိုးဆိုဖြတ်ပေးလိုက်တယ် तू ကြိုက်တဲ့ဟာဆို तू ဟာတင်မေးတယ်ပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ကိုယ့်ရဲ့ဒီ privacy ပေါ့သူ့အတွက်ပေါ့နော်ကိုကဟာဖြတ်တဲ့အတွက်အဲသူ့ရဲ့ဟာပေါ့နော်သူ့ရဲ့ right ပေါ့နော်သူ့ရဲ့ right ကိုကိုကလည်းအလေးထားတယ်ဘာဖြစ် तू ကလေးတယောက်ဆိုပေမဲ့သူ့ right နဲ့ तू ရှိရဲ့လေအဲ့တော့ तू အလေးထားတယ်အဲကြော်ညာတစ်ခုလာအပ်တယ်ဟိုတော်တော်ကဆို no mode joiner ဆိုတာရိုက်ချင်လား မမဟာမမနဲ့တတနဲ့ရိုက်ဖို့ပြောထားတယ်ပေါ့နော်အဲတကယ်လို့မရိုက်ဘူးဆိုရင်လည်းကိုတယောက်တည်းရိုက်မယ်ဆိုတာကိုပြောပြလို့ရတယ်ပေါ့နော် no more ချင်ညာသူကလည်းလက်ခံတယ်ဒါပေမဲ့ချင်နိုင်တော့ clean နဲ့ရိုက်ချင်တယ်လို့ပြောတဲ့ခါကျရင်သူမေးတယ်ပေါ့နော်ဒါရိုက်ချင်လားသူကရိုက်ချင်တယ်လို့ပြောတဲ့ခါကျတော့ရိုက်ဖြစ်တာပေါ့နော်အဲ့လိုမျိုးအဲအဲ့လိုပဲအမျိုးသားဆိုတော့အမျိုးသားကလည်းအဲ့လိုပဲကိုယ်တဘောပဲပေါ့နော်အမျိုးသားကတော့အဲ့လိုမျိုးညှိဝါတာဘာညာမရှိဘူးဒါပေမဲ့ခုနောက်ပိုင်းကျတော့သူမေးတယ်ဟိုတနည်းဆိုဓမ္မုံတယ်ဆိုသူကသူပြောတာမမလည်းတတပြုံးမယ်နော်တဲ့ဓမ္မုံရိုက်ပေးတဲ့ ပြီးရင်လည်း Facebook ပေါ်တင်ပါတော့အဲ့လိုမျိုးလေးပေါ့နော်သူ့သူပြောတဲ့လာတဲ့ခါကျတော့ तू okay ဆိုပြီးတော့ तू ရိုက်ပေးရိုက်ပြီး तू ကြည့်တယ်ဒီပုံမကြိုက်ဘူးဒီပုံကြိုက်တယ်ဒီပုံတင်ဒီပုံမတင်စသဖြင့်ပေါ့နော် तू ပြောတဲ့လာတဲ့ခါကျတော့ကွာ तू မေးပြီးတော့ပဲလောက်တယ်ဒီအခုအသက်ဘယ်လောက်ပဲငငယ်ပေါ့နော် तू တဘောသူ့မှာပဲလောက်ချင်တာပေါ့နော်အဲ့အရင်ကောင်းပါတယ်ဆိုတော့ तू ငငယ်ကလေးကကိုယ့်ရဲ့ decision တစ်ခုပေါ့နော်စဖြတ်ချက်တစ်ခုကိုချနိုင်အောင်လို့ဒါပြိုးထောင်ခြင်းတစ်မျိုးပဲเนาะတစ်ဖက်နေရတယ်ဆိုတော့နောက်တစ်ခုက သူ့ရဲ့အခုဆိုသူ့ပုံလေးတွေကိုသူတင်တယ်မတင်ဘူးဆိုတာလေးတွေကိုသူကိုယ်တိုင်ဆုံးဖြတ်လာတဲ့နောက်ပိုင်းမှာပေါ့နော်သူ့ရဲ့အနာဂတ်အတွက်ပေါ့ဒီလိုတင်လိုက်ခြင်းအားဖြင့်အနာဂတ်နဲ့ပတ်သက်ပြီးဘယ်လိုအကျိုးဆက်တွေရှိနိုင်တယ်လို့ရခံယူထားလဲ ဟုတ်အဓိကကတော့ဗောနော social media ကတော့တုံးသက်လို့ရှင်တော့စေးမတုံးသက်ရင်တော့ဘေးပဲဗောနော်အဲဆိုခုနောက်ပိုင်းမှာဆိုလို့ရှင်ဒီ social media တုံးချင်းအဖြစ်ပျက်စီးတဲ့ကလေးတွေလည်းအများကြီးတွေ့ရတယ်ဟိုကောင်းတဲ့ဘက်ကိုသွားတာကြီးလည်းအများကြီးရှိတယ်လို့ဆိုးရက်ဘက်ကိုသွားတာကြီးလည်းအများကြီးရှိရပေါ့နော်ခုနောက်မှာဆို AI နေပိုင်းပေါ်လာတဲ့ခါကျတော့ဟိုမလိုလားတဲ့ပြဿနာတွေအများကြီးရှိရပေါ့နော်ပြီးတော့ social media အစိုးရတုံးချင်းအဖြစ်လည်းတချို့ဟိုမကောင်းတဲ့ဟာတွေတင်ယူလာကြီးလည်းမြန်တာပေါ့နော်အဲတော့ဟိုသူ့ကိုအခုဆိုလို့ရှင်အချိန်နဲ့သူ့ ူပြရတယ်။အချိန်နဲ့ပြရမှာ YouTube ကြည့်မယ်ဆိုရင်သူအသက်ရွယ်နှစ်နှစ်ကနေ၃နှစ်ဆိုနှစ်နှစ်ကနေ၃နှစ်တိကန့်နှက်ထားတဲ့ ဗီဒီယိုလေးပဲကိုကလေတခါတည်းကို choice လုပ်ပြီးတော့ပြတာပေါ့เนาะအဲ့လိုပဲ၃နှစ်ကနေဒီ၈နှစ်လောက်၁၂နှစ်လောက်ထိဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးလေးပဲသွားမယ်ပေါ့เนาะအဲ13ဆိုတော့13ကနေ16 16 plus ပေါ့အဲ့လိုမျိုးလေးသွားဖို့သူ့အစင်သူ့အဲ့လိုမျိုးဆုံးဖြတ်ထားတာပေါ့เนาะအခုဆိုလို့ရှိရင်လည်းသူဗီဒီယိုကြည့်ရတဲ့အချိန်မှာတရက်ကို15မိနစ်ပြမယ်နိုင်ဝဲပြမယ်ဆိုလို့ရှိရင်လည်းသူ YouTube မှာလေအဲ့ limit ထဲမှာပဲသူ့အတွက် educated ဖြစ်မဲ့ဟာလေးတွေသူ့အတွက် learning လုပ်လို့ရတဲ့ဟာလေးတွေပေါ့เนาะအဲဥမာတချို့ဟာ တွေဆိုလို့ရှိရင်ဒီဖျားနဲ့ပတ်သက်တဲ့ဓမ္မတရားဖက်ကိုသွားတဲ့ဟာလေးတွေပေါ့နော်အဲ့လိုမျိုးလေးပဲသူ့အချိန်နဲ့သူအပိုင်းခြားလေးကန့်တက်ပြီးတော့သူအဲ့လိုပြဖြစ်တာပေါ့နော်။ဘာလို့ဆိုတော့ဒါကလည်းဘာပဲဖြစ်ဟိုခုနပြောသလိုလေးမတုံ့တိုင်နိုင်ဘေးဖြစ်တယ်ပေါ့နော်။တကယ်လို့သူ Facebook တုံးလာမယ်၊ Social Media တုံးလာမယ်၊သူခွင့်ပြုမယ်ဆိုလို့ရှိရင်တော့မှ စဉ်းစားဟတာ system plus ပေါ့နော် session နဲ့လောက်မှပဲပြီးသုံးချင်တာပေါ့နော်အခုကတော့ကိုကိုတိုင်းပဲသင်ပေးမယ်ကိုကိုတိုင်းပဲဟွာဖြစ်ပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဖမ်းရတာတော့ပေါ့နော်ဘယ်လိုလဲဆိုတော့တချို့နိုင်ငံတွေမှာတော့ဟုတ်တယ် စတဲ့နဲ့အထက်စနေနဲ့လောက်မှပြီးသုံးတာရှိရဲတချို့နိုင်ငံ73နှစ်မှသုံးသုံးရတာရှိရဲတချို့နိုင်ငံကျော်16နှစ်ပေါ့နော်သီရိကတော့အဲ16နှစ်မှကျော်မှပြီးသုံးတာကိုသဘောကျတဲ့အထက်မှပါတယ်နည်းနည်းတော့ဟိုပါပေါ့နော်ဟိုစိုးရင်တော့ပေါ့ကိုသားသမီးဘူးပေါ့နော်ပြီးတော့သူ့ကိုတင့်မိမယ်ပေါ့ဘယ်ယာတွေကတော့မလုတ်တင့်ဘူးဘယ်ယာတွေလုတ်တင့်မယ်ခုမှကိုရဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဟိုဘယ်ကြောင်းတက်တယ်ဘာအဲ့လိုမျိုးတွေကအစမတင်ရအောင်လीဒါမျိုးတွေက ဟိုကိုကလည်းဟုတ်တယ်သူ့ရဲ့ personality sharing မလုပ်ပါဘူးသူ့ emotionary ကိုရဲ့ privacy တွေကို sharing မလုပ်ပါဘူးဆိုရဲဟာလေးကိုတော့မတုံးခင်မှာအရင်ဆုံးတင်ပြပေးမယ်ပြောပြပေးမယ်ပေါ့နော်ဥမာ tracking ပေါ့နော်ကိုရဲ့ location tracking လေးတွေကို share မလုပ်ရတဲ့အကြောင်းလေးပေါ့နော်အဲ့လိုမျိုးလေးတော့တခြားလေးတင်ပြပြီးတော့မှာပဲပေးတော့မယ်လို့တော့စဉ်းစားဟာပေါ့နော်ဟုတ်တော့အမလည်းခုနမေးမလို့ပဲဘယ်အသက်အရွယ်မှာသူ့ကိုစပြီးတော့မှာအသုံးပြုခွင့်ပေးမလဲပေါ့ဆိုတော့အခု16ပေါ့နော်16 plus ပေါ့နော်ဟုတ်စဉ်းစား ဟာရယ်ဆိုတော့16နှစ်နောက်ပိုင်းမှာမှပဲသူ့ကိုပေးသုံးမယ်ဆိုတော့ဒီအစောပိုင်းမှာအခုကဘာဖြစ်လဲဆိုတော့ဒီ technology age ဖြစ်နေတယ်ဆိုတော့ဒီ device တွေကတော့ဘလို့နီးနေပဲဖြစ်ဖြစ်ကြောင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်အသုံးပြုမှာပဲဆိုတော့အဲ့ဒီ duration ထဲမှာပေါ့နော်ဒီ teenage အရွယ်ပေါ့အဲ့ဒီအရွယ်မှာအကယ်၍များ challenges တစ်ခုခုနဲ့ရင်ဆိုင်ရတယ်ဆိုလို့ရှင်အဲ့ဒါကိုဘယ်လို handle လုပ်မလဲလို့ကြိုတင်ပြီးတော့ပေါ့နော်ပြင်ဆင်ထားတာလေးစိတ်ကူးလေးများရှိဦးမလား ဟုတ်အဓိကတော့ခုနပြောသလိုလေဟောဟာပေါ့နော်အခုကလေးကသူ့ကိုဟိုတေချာလေးပြပြပေးသွားမယ်ပေါ့နော်ဒီဟာသုံးချင်းအဖြစ်ဘယ်ဟာလေးတော့စူးစူးဖြစ်နေနေဘယ်ဟာလေးကတော့မလုံတဲ့ဘူး do and don't လေးပေါ့နော်အခုငငယ်လေးကလေးကနေစပြီးတော့ဖြည်းဖြည်းချင်းသူ့ရဲ့ age နဲ့ သိတဲ့ဟိုဘယ်လိုပြောမလဲဆို knowledge ပေါ့เนาะအဲ့ဒါလေးထည့်တော့ပါမိဆိုလို့ရှင် သူတကယ်တုံးတဲ့အချိန်ကျတော့ဘယ်ဟာတော့သူ့အတွက်ဘေးဖြစ်တယ်ဘယ်ဟာတော့သူ့အတွက်ကတော့ဟိုအကောင်းဆုံးဖြစ်စေမယ်ဆိုတာသူ့အတူဝေဖန်ပိုင်းခြားတတ်မှာပေါ့เนาะနောက်တစ်ခုကကျတော့ဟိုဖရားပဲလက်ထက်အားရပါပဲဘာလို့ဆိုအခုခေတ်ကာလမှာလဲဆုပ်ယူခြင်းတွေများလာတယ်ဟိုနောက်အခုနောက်ပိုင်းဆိုသူတို့ဟိုအရင်အမေတို့ခေတ်တုန်းကဆိုရင်လေကပ်ဘေးတွေဆိုကြုံချင်မှကြုံရမှာကိုဗစ်တို့ဘာလို့ဆိုလဲအခုကျမတို့ခေတ်မှာဆိုရင်သူတို့ခေတ်မှာဆိုကြုံရတယ်လေဘာဖြစ် ဆုပ်ယုပ်ခြေကိုများများလာစမ်းစာပြည့်စုံနေဆိုတော့သူတို့ခေတ်ဆိုင်ရောက်သွားလို့ရှိရင်ကိုထက်ပို့ပြီးဆုပ်ယုပ်တဲ့ဘိုင်းနေရှိလာမယ်အဲ့ချိန်ကျရင်ဟိုကောင်းဤဆိုဤကိုကလည်းကိုကဘလို့ကိုကလည်းအကုန်လုံးလိုက်ပြီးမကြည့်နိုင်ဘူးလေအခုကတော့ဟုတ်တယ်24နာရီတူပြီးမှရှိတယ်ဟန်ဒယ်လုံးနိုင်တယ်ပေါ့နော်ခုနောက်ွယ်ကြရင် သူဘယ်လိုလူတွေနဲ့ပေါင်းနေမလဲအာသူဘယ်လိုမျိုးစိုက်ကိုကြည့်နေမလဲသူရဲ့စိတ်နေစေတာဘယ်လိုလဲဆိုတာကိုဘာမှမသိနိုင်ဘူးဗောနော်သူအထယ်ဝင်ပြီးမကြည့်နိုင်တဲ့အတွက်အတိကတော့ဖခင်နဲ့မိတ်ဆက်ပြီးပြီးတော့ဓမ္မတရားတိအောင်ဗောနော်ဟိုဖြစ်ဖြစ်စိတ်တွန်သင်ပြီးကိုယ့်ရဲ့ဒီတဲ့ဟိုနီလန်နဲ့ဟိုပါစူရီလောက်သွားဖို့ဗောအဲ့လိုပြောတော့စဉ်းစားဟာတယ်ဘာလို့လဲဆိုတော့အဲ့ဒါမှပဲသူသူရဲ့လောကဒဏ်ကြီးအနေနဲ့ အမြင်အသက်အကြတိုင်းမှာဖခင်နဲ့တွာလာတတ်မယ်ဖခင်ဆီကနေခွာယူတတ်မယ်ပြီးရင်သူ့ကိုတစ်ဖက်ကလည်းဒီအပေါင်းနဲ့နဲ့ပတ်သက်ပြီးကိုဆုတောင်းပေးရုံကလွယ်လို့မတတ်နိုင်ဘူးလေနော်သူ့ဘသူနဲ့ပေါင်းဘသူနဲ့မပေါင်းနဲ့ဆိုကိုတွားပြောလို့မရအောင်အဲ့တော့ဟိုအခုကလေးကအခုငငယ်လေးကလေးကသူအိပ်ပြီဆိုအမြင်နဲ့ဆုတောင်းမယ်ဖခင်ဘောနော်ဖခင်သူ့ဘင်းသားမှာရီလီကြီးလာတာပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ် သူရဲ့ဒီလောကရေးရာနဲ့ဝိညာဉ်ရေးရာမှာသူ့ဆွဲချမဲ့လူတွေကိုဖယ်ရှားပေးပြီးတော့လောကရေးရာနဲ့ဝိညာဉ်ရေးရာမှာဟွာပေါ့နော်သူ့မြင့်တင်ပေးမဲ့လူသူ့အတွက်ဟိုကောင်းကျိုးဖြစ်စေမဲ့လူပဲထားပေးပါဆိုပြီးတော့ဆုတောင်းခဲ့တာပေါ့နော်အခုကလေးရာပေါ့နော်အဲ့လိုမျိုးဟုတ်ဆိုတော့သူ့အရင်ဆိုရင်တော့လေအခုနောက်ပိုင်းကျအများကြီးမြင်ရတဲ့ abuse တွေရောသိရမလားလို့မျိုး criminal case တွေရောအများကြီးအများကြီးဆိုတော့လေဟိုကိုလည်းခလေးတယောက်ငွေလိုက်တဲ့ချိန်မှာလေအော်ကိုအဲ့လိုမျိုးပေါ့အရင်ကိုကိုဆို ရင်အဲ့လောက်ထိဟိုဟာစိုးရိမ်စိမ်မရှိဘူးသူ့ပုံမှာကြောက်ကိုကလည်းအရင်စိုးရိမ်နေဟိုကိုကငငယ်ရွယ်နဲ့သူ့ဟိုအဆုံးထိမကြည့်နိုင်မနဲ့စောစောစီးစီးပေါ့နော်အဲကောင်းကင်ဘုံရောက်သွားရင်ပေါ့သူတယောက်တည်းဖြတ်တန်းရမှာလေဒီအရာရာဆိုတော့သူ့အဓိကတော့ငငယ်ရွယ်မှာဖခင်နမိတ်ဆက်ပြီးတော့ဓမ္မတရားတိုင်းလိုက်လျှောက်တတ်ပြီးတော့ဖခင်အားကိုဖခင်ယုံကြည်ဖခင်ဆုတောင်းအဲအဲ့လိုချင်းအဲ့လိုနဲ့မှာပဲသူ့ဒီအရာကြီးလဲခွန်အားပေးမယ်အပြင်ကဒီစိတ်ခွန်အားလေးကြီးလဲပေးမယ်ပေါ့နော်အဲ့လိုစဉ်းစားဟာပေါ့နော်အရင်ကောင်းပါတယ်ဆိုတော့ ဒီဘာသာတရားကပဲလူကိုအမှန်ကန်တဲ့နှံကိုထိန်းကုပ်ပေးနိုင်တာဖြစ်တယ်เนาะအဲ့တော့နောက်ဆုံးလေးတစ်ခုပေါ့เนาะဒီ social media ဒီလူမှုကွန်ရက်တွေကိုအသုံးပြုတဲ့အခါမှာရောမိသားစုအနေနဲ့ပေါ့เนาะဒါမှမဟုတ်ကိုယ့်ဘက်ကနေပြီးတော့မှစီမင်းစီကန်းပေါ့เนาะသတ်မှတ်ထားတဲ့ဒီ limit limitation တွေ boundary တွေရောရှိလားပေါ့ ဟုတ်အဲ့လိုမျိုးအခုကြောက်တာလေး social media ဘယ်လိုအနေနဲ့သုံးလဲဆို social media ဆိုတော့တကယ်ကို social အနေနဲ့ပဲသုံးတော့ရယ်ပေါ့နော်အမ်တီဒီ page မှာဆိုရင်တီရဲ့ page မှာဆိုရင်တော့ဒီ engagement နဲ့ပတ်သက်တဲ့ post လေးတွေကိုတင်တယ်အာစီကန်းကြလေးပေါ့နော်ကိုအလုံးလုံးမဲ့ဟာဆိုအလုံးလုံးတဲ့ဟာတက်တက်တင်တယ်ကိုရဲ့ personal account မှာကျော်တကယ်ကို social ပေါ့ social အနေနဲ့ပဲသုံးတော့တာပေါ့နော်ဟိုအရင်ကြီးကိုရဲ့ဒီ privacy ကြီးလည်းမတင်ဘူးနောက်ပြီးကိုစိတ်ခံစားချက်ပေါ့နော် emotional ကြီးလည်းမတင်ဘူးအရင်တော့ဆိုအလိုတွေတင်တတ်တယ်ငငယ်တော့ ပေါ့နော်တိတ်ပြီးတိတ်နားမလဲတဲ့ချိန်ပေါ့အခုနောက်မှကျွန်တော်ဟိုနည်းနည်းလေးအသက်ရွယ်လည်းရလာပြီးစာလေးဖတ်လာတယ်အဲဒီ social media ရဲ့ဒီကောင်းကျိုးဆိုးကျိုးတွေလည်းအကုန်လုံး check ကြည့်ဟောပေါ့မှာ check ဂျမနီတို့ဘာတို့မှလည်းတွားပြီးတော့လေးလာလို့ရတဲ့အခါကျတော့အမ်သူ့ရဲ့ဆိုးကျိုးကောင်းကျိုးတွေအရင်သိလာတဲ့အခါကျတော့ အဲ့ဘက်ကိုအရင်မသွားတော့ကို privacy ကိုကိုထိမ့်သိမ်းထားတာပေါ့နော် social တစ်ခုအနေနဲ့ပဲတုံတော့တာပေါ့နော်အရင်အတူကိုကမဲ့အရာလေးတစ်ခုပေါ့ဆိုအမျိုးသမီးကတစ်ခုခုဆိုပြောချင်တယ်တင်ချင်အဲ့ဒါကြောင့်မကောင်းကို personal အရာရောပြီးရင်ကိုရဲ့ဒီမှဟိုအားလုံးအတွက်ပေါ့မိသားစုအတွက်ပေါ့မောမကောင်းပေါ့နော်အဲ့ဒါကိုတဖြည်းနဲ့သိလာပဲဆိုတော့သူများတွေ share ရရင်လည်းကိုကမြင်တယ်လေဘယ်သူကတော့မဖြစ်နေဆိုကြည် ကြည့်ချင်းအပြည့်အဲ့ဒါတွေကကူးဆက်တယ်ကူးဆက်တဲ့အပြင်မှာဟို negative ဖက်သွားတာများတယ်။ comment တွေကလည်းကိုဟိုဘယ်လိုပြောမလဲ တချို့ဟာတွေဆိုလို့ရှိရင်ကို motivate ပေးတဲ့ comment တွေကနည်းတယ်ပေါ့နော်ကိုကို bad reviews ပေးမဲ့ဟာတွေကများတဲ့ခါကျတော့တော်ရုံတော်ရုံဆိုရင်အိမ်မှာသွားပြီးတော့ဟိုမပောက်ကွယ်ဘူးဖះရနဲ့ပဲပြောရဲဘာလို့ဆိုဖះကိုအတွက်အကောင်းဆုံးတိုင်ပင်ပေါ့တိုင်ပင်ပဲဖြစ်တယ်ကိုရဲ့ဟိုတချို့ခင်ပွန်းဟိုတော်မှာပေါ့နော်တရားရခိုင်တော့ဖွင့်ပြောလို့မရတဲ့ကိစ္စတော်မှာဖះကိုကျတော့တရားရခိုင်တော့ဖွင့်ပြောလို့ရတယ်လीအဲ့လိုမျိုးပေါ့နော်ကိုရဲ့နှလုံးသားကိုရဲ့သွေးနေတဲ့ယာရီကိုစိတ်ခံစားချက်တွေက ရာပဲအကလုံးသိနိုင်တယ်ဆိုတော့ခါကျတော့အဲ့မှာသွားပြီးတော့မပေါ့ပေါ့ဘူးဟိုလူတွေပုံမှာသွားပြီးတော့လည်းမမူတည်တော့ဘူးဖရာနဲ့ပဲတခုဆိုရင်ဖရာကပဲပြောတယ်ဝယ်နေဆရာရှိလဲဖရာပဲပေါ့နော်အဲတခုတိုင်မြင်ဖို့လဲဖရာပဲနော်ဘာလို့ဆိုဖះပဲအကုန်သိရလေကိုယ့်ရဲ့အနာကပ်လည်းသူပဲသိရဆိုတော့သူပဲအကောင်းဆုံးနေရာမှာထားရပေါ့နော်ဟုတ်ကဲ့အရင်မှကန်တဲ့အရာတခုပါလို့ကျေးဇူးများတင်ပါတယ်ညီမကျေးဇူးပါတယ်ဟုတ် စူပါမီမာတွေကျွန်တော်ကြားခဲ့ရတဲ့အတိုင်းပဲဆိုရှယ်မီဒီယာကမတုံ့တက်လို့ရှိရင်ဘေးဖြစ်ပါတယ်တုံ့တက်တယ်ဆိုလို့ရှိရင်တကယ့်ကိုအကျိုးရှိတဲ့အရာဖြစ်ပါတယ်ဆိုတော့မိမိသတိပြောသားသလိုပဲကိုယ့်ရဲ့သားသမီးတွေနဲ့သက်ဆိုင်လာလို့ရှိရင်လည်းတကယ်ပဲပေါ့နော်လှုပ်တင့်တယ်မလှုပ်တင့်ဘူးဆိုတာတွေကိုသတ်မှတ်ပြီးတော့မှသားသမီးတွေကိုခွင့်ပြုခြင်းမခွင့်ပြုခြင်းကိုတကယ်ပဲကြိုးစားပြီးလှုပ်ဆောင်သွားဖို့ရန်အတွက်ဖြစ်ပါတယ်ဒီ debate တော့ဒီလောက်ပါပဲနောက်အဖက်မှာပြန်ပြီးတွေ့ဆုံကြရအောင်